ကဲမင်္ဂလာပါမျိုးတို့ရေကျွန်တော်ဒီကနေ့ကတော့မျိုးတို့ကိုเนาะတဲကွက်တော့ကျွန်တော်တို့ဖြစ်တယ်သို့တော်ညာလဲကျွန်တော်ကတင်ကွက်ထဲမှာမပါဘဲနဲ့23ဆိုတဲ့ရံကွက်ကလေးပဲကျွန်တော်အောင်လုပ်ပေးနိုင်တယ်လို့ကျွန်တော်တို့ဒီမှာဒီတန်းဒီတန်းမှာလဲ63ဆိုပြီးတော့ကျွန်တော်အောင်လုပ်ပေးနိုင်ခဲ့တယ်ဒီမှာကကျွန်တော်တို့63ဒီတန်းကိုထိုးမဲ့လူတွေဆိုရင်လည်းပေါက်ကြလိမ့်မယ်เนาะဒါအုပ်အကုန်ပြေထိုးမဲ့ဆိုလည်းရံွက်ကလေးတော့အောင်မှာပဲဖြစ်တယ်เนาะကျွန်တော်မနေ့ကပြောတဲ့အထက်မှာ ီဘရိတ်ကိုကျွန်တော်အားပြုပြီးကစားမယ်လို့ပြောခဲ့တယ်ဟိုဒီဘရိတ်ကိုတော့ကျွန်တော်သိမ့်မကြိုက်ဘူးဒါပေမဲ့အမျိုးတို့ပုံမှန်အားဖြင့်ကျွန်တော်ထုတ်ပေးခြင်းပဲဖြစ်တယ်ထုတ်ဒီနေ့လည်းထုတ်ပေးမှာပါပဲเนาะအဲ့မှာကျွန်တော်2.49ဆိုတဲ့ဘရိတ်ကြီးအားလည်းတော့သုံးကားတောင်ပြထားတယ်2.49ဆိုတဲ့ဘရိတ်ကတစ်ချိန်တော့ဆွဲလိုက်မယ်ပဲအချိန်မှကျွန်တော်ဆွဲမယ်တော့မသိဘူးဒါပေမဲ့ဆွဲနိုင်တယ်လို့ကျွန်တော်မနေ့ကပြောခဲ့တဲ့အတိုင်းဒီမှာကိုဘရိတ်ဆိုပြီးတော့ကျွန်တော်တို့အောက်မှာလည်းကိုဘရိတ်တန်းစီเนาะအဲ့တော့အဲ့ကိုဘရိတ်ဆွဲသွားခဲ့တယ်ကဲအဲ့တော့ ကျွန်တော်တက်နိုင်တဲ့အင်အားလေးနဲ့လုပ်ပေးနိုင်ခဲ့တာတော့ဒီလောက်ပါပဲเนาะဒါပေမဲ့ကျွန်တော်ဘိုက်ပါမှာဆိုလဲပတ်တီးလေးတွေအောင်ကြပါတယ်ပတ်တီးကတော့ကျွန်တော်တို့တပတ်စာပတ်တီးအောင်သွားခဲ့ပါတယ်နောက်တစ်ခါကျွန်တော်တို့ဟိုဟာအင်ကမကျော်ပတ်တီးလေးအောင်သွားခဲ့ပါတယ်နောက်ပြီးတော့ကျွန်တော်တို့အမျိုးတို့တတိမထားကြတာပေါ့เนาะကျွန်တော်ကလည်းအများတန်းတော့မပြောနိုင်ဘူးကျွန်တော်တို့ချဲရနေတွေ့တဲ့ငွေကနန်းအဲဟိုအဲ့ဒါကိုဒီဇိုင်းမက်မက်ကိုင်းပြီးကစားနေရလူတွေရှိတယ်ဒါအများသောအားဖြင့်လည်းသူကအောင်တယ်ဒီတပတ်လည်းအောင်သွားခဲ့ပြီပေါ့เนาะ6သုံးမှအောင်သွားပါတယ်เนาะ အဲဒါတော့ကျွန်တော်ပြန်တွက်မပြနေတော့ဘူးเนาะပေးရှိကောမှာဆိုလိုကဲကျွန်တော်တွင်နီးလေးပဲစမယ်ဒီတွင်နီးလေးကတော့ကျွန်တော်အရင်ရင်ကလည်းတွက်ခဲ့တဲ့တွင်နီးကျွန်တော်ဒီချိန်ပြက်ပြီးရနောက်ပိုင်းမှာကျွန်တော်ပြန်မတွက်ဖြစ်ဘူးဒါပေမဲ့ကျွန်တော်တွင်နီးတွေကဒီချိန်ပြက်ပြီးလည်းပြန်အောင်တတ်တဲ့တွင်နီးမလို့ငါတွင်နီးအောင်ရလားလို့ကြည့်လိုက်တဲ့အခါမှာတော့အခုချိန်ထိပြန်ပြီးအောင်မြင်နေတာတွေ့ရတဲ့အတွက်ကျွန်တော်ဒီတွင်နီးကိုတွက်ပြမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်အဲ့မှာပြက်ထားတဲ့အပင်လေးလည်းဘယ်တော့မှပြက်ထားလဲသိရအောင်ဘယ်တော့မှဒီမီယာဟုတ်ကဲ့လားဆိုတာလည်းသိရအောင်ကျွန်တော်နည်းနည်းခက်ရှိရှိလေးတွက်ပြမယ်အရှိမလည်းအများကြီးရှိတယ်ဒါပေမဲ့တိတ်တားကြီးရှည်လွင်တယ် ီဒီယိုကြီးရှင်းသွားမှာဆိုရဲအတွက်ကျွန်တော်3 3ည1လောက်ကနေပဲစတွေ့ပြမယ်ဗျအဲ့တော့3 3ည1နာရက6962 6962ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့လိုထွက်တဲ့အခါမှာဒီကောင်ကနောက်ပြီးညမနေအောင်နိုင်တော်တော်များရတွင်နေဗျအမြဲတမ်းတော့မမှန်နိုင်ဘူးဗျတဲခါတလေတော့ဟိုပြတ်တက်ပါတယ်ကျွန်တော်တွင်နေကြီးရနော်အဲ့တော့ဒီ20ရအပြက်ပြီးနောက်ပိုင်းမှာကျွန်တော်လည်း3ရက်တပိန်တွေတွက်နေတော့ဒီ2ရက်တပိန်တွေကိုကျွန်တော် မတွက်ဖြစ်ဘူးပေါ့နော်အဲ့တော့ तू ကဘလို့တွက်တယ်လဲဆိုတော့ဒီ၃ညနဲ့ဒီ၉နဲ့ပေါင်းတယ်ဒီ၃ညနဲ့ဒီ၉နဲ့ပေါင်းတဲ့ခါကျရင်၉တဲ့ကိုကိုရဲ့ပါဝါ၄တဲ့ကိုရဲ့နှက်ခတ်က၆၉၄၆ဆိုတဲ့ကီ၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်လဲဆိုတဲ့ခါကျတော့၄၃၄၃မှာ၄တလုံးထိပြီးအောင်ခဲ့ပါတယ်၁၄တဲ့၁၄မှာလည်း၄တလုံးထိပြီးဟောညာရောမနဲ့ကောအောင်ခဲ့ပါတယ်ရှေ့မှာလည်းတွက်ကြည့်နော်ညာတော့ပြင်အဲ့ညာမနဲ့ဒီအောင်တာညာတယ်နော်ဟို ော်တော်ကြီးကြာကြာကြီးနေပြီးမှပြက်ပြက်သွားတဲ့နီးပါနော်အများတိုင်းပြက်တဲ့နီးမဟုတ်ဘူးကျွန်တော်နီးတယ်ပြက်တယ်ပြန်မှန်တဲ့နီးတွေဆိုတော့အများတိုင်းကျွန်တော်နဲ့ပြက်တွဲနေလို့ပြီးတည်တယ်အဲ့တော့နောက်တစ်ပြင်တော့တွက်မယ်6 5 6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  ၄၉နှစ်ဆိုရဲကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့ကဲအဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့တိရှိတယ်မအောင်ပါဘူးရှစ်လေးဆိုပြီးတော့မှကျွန်တော်တို့ဆိုရနေမှာ၄တလုံးထိပြီးကျွန်တော်တို့အောင်မြင်ခဲ့တာကိုဟိုမင်းစိမ့်နဲ့လောရမှာနော်ကျွန်တော်မင်း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 အောင်လေးပြန်ပြောင်းလိုက်မယ်ဗျာသူ့အောင်တိုင်းပဲသွားရွှေချောင်းသားအောင်နဲ့မတူအဲအဲ့တော့ဒီမှာနော်ကျွန်တော်ဒီလိုလေးနည်းနည်းတော့ဟိုဖြစ်သွားမယ်နော်အဲ့မှာရှစ်လေးဆိုပြီးကျွန်တော်တို့အောင်ခဲ့ပါတယ် ကဲအဲ့တော့ကျွန်တော်တို့နောက်တစ်ပြင်ကိုဆက်တွေ့ပါမယ်ရှင်မာနှစ်အဲရှင်မာငါးနှစ်ရှစ်ရှောင်းနှစ်ရှစ်ရှောင်းနှစ်အဲ့တော့အဲ့ဒါလေးကိုတွက်မယ်တွက်မယ်ဆိုရင်ကာရ6နဲ့9နဲ့ပေါင်း9နဲ့6နဲ့ပေါင်း1 1ရဲ့ပါဝါ6 1ရဲ့နှက်ခက8 1 68ဆိုတဲ့ကြီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့ဒီမှာကျွန်တော်တို့ပြတ်သွားပါတယ်เนาะအဲ့ဒီပြင်မှာလုံးဝပြတ်ပါတယ်အဲ့ဒီမှာကျွန်တော်က ဒီအပင်လေးပြက်ပြီးနောက်ပိုင်းမှာကျွန်တော်ဆက်မတွက်ဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်မျိုးလိုမှတ်မိပါမှာအမြဲတမ်းလွယ်လွယ်တွေအဲ့မှာဘာထွက်သွားလဲဆိုတော့ဒါကြ၄၃၃၃၃ဆိုပြီးထွက်တယ်ဗျအဲ့နောက်ပိုင်းမှာကျွန်တော်ဆက်မတွက်ဖြစ်ဘူးเนาะအမျိုးမှတ်မိမယ်ဒါပေမဲ့အဲ့နောက်ပိုင်းမှာအကုန်လုံးပြန်မှန်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ကဲကြည့်ရအောင်1986 6953ဆိုပြီးဒီလိုမျိုးထွက်တာပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင် 9နဲ့9နဲ့ပေါင်း3ည3ညရဲ့ပါဝါ9 3ညရဲ့နှက်ခတ်ကခွန်3ည9ခွန်ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တကယ်ပြန်ဝမှန်ရလားပြန်ဝထွက်ကြလားကြည့်မယ်နော်အဲ့မှာကျွန်တော်တို့ကြည့်ရင်ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့6 5တဲ့6 5မှာ9တလုံးထိပြီးအောင်ခဲ့ပါတယ်1တ5တဲ့1 5မှာလည်း9တလုံးထက်တည်ပြီးညာရောမနဲ့ကောအောင်နာကိုတွေ့ရမှာဖြစ်ပါတယ်နော် အဲ့ကောင်မှညာမနဲ့ကိုအများကြီးထွက်တယ်ဗျတခါလေးဟိုတပင်နဲ့ထွက်တာကဟိုညာမနဲ့ညာမနဲ့၃လေးချိန်ထွက်ပြီးမှတပင်လောက်ထွက်တယ်၁၄၅ပင်လောက်နေပြီးမှတပင်လောက်ပြတ်တယ်ဒါမျိုးတော့ရှိတယ်နော်ကဲအဲ့တော့၅၄၅၆၁၇၇၇၇၄ဆိုပြီးဒီလိုမျိုးထွက်ပါတယ်အဲ့တော့ကျွန်တော်တို့ကြည့်မယ်ဆိုရင်၄ရဲ့ခွန်ရပေါင်းတော့၁ပါတဲ့ တရပါဝါ6တရနှခက8တ68ဆိုတဲ့ကီးသုံးလုံးဒီဘေးမှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်ွားလဲဆိုရဲခါကြတော့38ဟော38မှာ8တလုံးထိပြီးအောင်ခဲ့ပါတယ်66တဲ့66မှာလည်းကျွန်တော်တို့6တလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့အမျိုးတို့တေးကြမှတ်မိမှာပါเนาะဒီနေ့ကကျွန်တော်ပြောကြတဲ့တန်းဆိုရင်ဒီနေ့ကအရင်ကကျွန်တော် ကစားမယ်ဆိုရင်ရှေ့နှလုံးနဲ့ကစားပြီးဝမ်းကြိတ်အနေနဲ့ကစားလို့ရတယ်လို့ကျွန်တော်ပြောခဲ့တယ်နီးနော်အဲ့လိုလေးပြန်အစားဖို့နိုင်ပို့ပြီးသတိရမယ်နော်အဲအဲ့တော့ဒီမှာလည်းကြည့်ဒီတိုင်းပဲနော်ဒီမှာအခုဟိုကိုးလေးတုံးကလည်းဒီမှာဟုတ်လား၄တုံးနဲ့ဗာလား၄၄တုံးနဲ့၄၄တုံးနဲ့၁၄အဲ့မှာဒီမှာနော်ဒီကောင် main ဒီဒီနှလုံးကပဲဆွဲတာပဲနော်နောက်ဒီမှာဒီရှိရှိလေးဆိုရလဲဒီ main နှလုံးကပဲဆွဲတာဒီမှာတော့ကျွန်တော်ပြက်တယ်နောက်တစ်ခါကျတော့6 5 1 5မှာလဲဒီတိုင်းပဲဒီနှလုံးကပဲဆွဲတယ် နောက်တစ်ခါဟို3866မှာကြတော့ဒီမှာ66ဟုတ်လားဒီမှာဒီနှလုံးကပဲဆွဲတယ်เนาะဝမ်းကျင်းနေနဲ့လည်းကစားလို့ရတယ်ဆိုပြီးပေးထားတယ်နီးเนาะမှတ်မိမှာပါအဲ့တော့ဒါပေမဲ့ကျွန်တော်တို့ဝမ်းကျင်းမလို့ဘယ်နဲ့အပြည့်စုံကစားမယ်ဆိုညမနဲ့ပေါက်တင်တယ်အပြည့်စုံကစားမယ်ပို့ပြီးခိုင်းမာတာကိုတွက်ကျင်ကီးအနေနဲ့တွက်လို့ဆိုပြီးကျွန်တော်တွက်ပြပြခဲ့ဘူးတယ်နီးเนาะကဲနောက်တစ်ခါအဲ့နောက်တစ်ပြင်တွက်ပြမယ်နှစ်369อืมဟုတ်ပြပြရောက်ပါလေ။ Oh sorry လေးလေးတုံညာတုံညာတုံညာငါတုံကိုဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်၄နဲ့၃နဲ့ပေါင်းခွန်ပါတဲ့ခွန်ရဲ့ပါပါ2ခွန်ရဲ့နှက်ခတ်က3ညခွန်2 3ညဆိုတဲ့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့၃ညာရှိ၃ညာရှိမှာ၃ညာတစ်လုံးထိပြီးအောင်ခဲ့ပါတယ်2 4တဲ့2 4မှာလဲကျွန်တော်တို့ နှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်အဲ့တော့ဝမ်းကျင်ခုနှစ်လို့ကစားရေးညနေပိုင်းမှာကျွန်တော်တို့အောင်ပါပဲဟုတ်တယ်နော်တောင်ညာရှိကောနှစ်လေးရောကီးအနေနဲ့ကစားရင်ညမနဲ့ကစားအောင်မယ်ဟုတ်လားဝမ်းကျင်အနေနဲ့ကစားရင်ကျွန်တော်တို့တပွဲအောင်မယ်ပေါ့နော်အဲနောက်တစ်ပြင်ထပ်ကြည့်ပါမယ်နောက်တစ်ပြင်ကိုထပ်ကြည့်ပါမယ်နှစ်3 6 9နှစ်3 6 9 နိခွန်ရှိတော့ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်တော့၃၈နဲ့ပေါင်း၁ပါတဲ့၁ရဲ့ပါဝါ6၁ရဲ့နှခါက၈၁6 8ဆိုတဲ့ကြီး၃လုံးဒီဘေးမှာထွက်ရမယ်တဲ့ကဲအဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ ကိုကိုတဲ့ကိုကိုမှမအောင်ပါဘူး6ခွန်းနဲ့6ခွန်းမှလည်း6တလုံးထိပြီးအောင်ခဲ့ပါတယ်ဟောဝမ်းကျင်နေတဲ့ကစားရင်လည်းဒီကောင်ကပဲထိတာပဲเนาะဝမ်းကျင်နေတဲ့ကစားမယ်ဆိုတော့ကစားလို့ရတယ်လို့ကျွန်တော်အမြဲတမ်းပြောခဲ့တယ်ညီပါဒါပေမဲ့ပုံပြီးလုံးကြုံစီရင်တော့ကီးနေတဲ့ကစားပါเนาะကဲအဲ့တော့နောက်တစ်ပြင်ကိုထပ်တွက်ပါမယ်ကို9ခွန်၄၄၃၉၈၄၃၉ 68ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9နဲ့6နဲ့ပေါင်း4ဒီရဲ့ပါဝါကို၄ရက်နဲ့ခက်ခက်နှစ်၄ကိုနှစ်ဆိုတော့ကီတုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့တော့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့နှစ်တိနှစ်တိတဲ့နှစ်တိမှာနှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်၄ရှစ်ဟော၄ရှစ်တဲ့၄ရှစ်မှာလည်း၄တလုံးထိပြီးအောင်ခဲ့ပါတယ်ကဲဝမ်းကြီးအနေနဲ့ကစားမယ်ဆိုရင်ညနေပိုင်းမှာအောင်မယ်ကီအနေနဲ့ကစားရင်ညအောင်မနေ့ကောအောင်ခဲ့မယ်ပေါ့ဗျာနော် ကဲနောက်တစ်ပြောင်းကြည့်ပါမယ်6399 6399ကို77တတတဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့တော့၄နဲ့3နဲ့1နဲ့ပေါင်းတော့4ပါတဲ့4ရဲ့ပါဝါ6ရဲ့နှက်ခက2ကို42ဆိုတော့ကီး3လုံးကျွန်တော်တို့ကဒီပြင်မှာထွက်ရမယ်တဲ့ကဲကောင်းပြီကျွန်တော်တို့အဲ့ဆိုရင်ဘာထွက်သွားလဲဆိုတော့ကြည့်ရအောင်အဲ့မှာ6 4တဲ့ဟော6 4ကကျွန်တော်တို့ ဝမ်းကျင်းအနေနဲ့ကစားမယ်ဆိုရင်အများတမ်းပြောရနော်ဝမ်းကျင်းအနေနဲ့ကစားဝမ်းကျင်းအနေနဲ့ထည့်ကစားဆိုတဲ့အတိုင်းကွက်တီပဲနော်ကိုလေးကိုလေးဆိုပြီးကျွန်တော်ထွက်တယ်ဟုတ်လားအဲ့မှာကျွန်တော်တို့မနက်ကောညာရောအောင်တဲ့အခါမှာကျွန်တော်တို့ဒီဝမ်းကျင်းကစားမယ်ဆိုရင်လုံးဝမလွတ်ဖက်နဲ့ကိုလေးကိုလေးမှလည်းကျွန်တော်တို့ပေါက်မယ်ဒါပေမဲ့ကျွန်တော်တို့အဲ့တုန်းကဒီ20ကိုကျွန်တော်ခောက်ထားတဲ့အတွက်ကိုလေးကိုလေးမှကျွန်တော်တို့မပေါက်ခဲ့ကြဘူးနော်ကဲနောက်တစ်ပြင်တွက်ပါမယ်၄၉၇၄၃၆၃၄၃ 63ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6နဲ့6နဲ့ပေါင်းเนาะ5ပါတဲ့5ရဲ့ပါဝါ3ည5ရဲ့နှက်ခတ်က3 5 3ည3ဆိုတဲ့ကီး3လုံးဒီဘက်မှာရပါတယ်တကယ်အဲ့တော့ကျွန်တော်တို့ကအဲ့မှာကီးထိတ်ကလေးတွေနဲ့ကတ်ပြီးတော့ကစားကြည့်လိုက်ရအောင်အဲ့မှာကျွန်တော်တို့ကီးထိတ်ကတော့ဒီဒီကနေ့လက်မှန်နေเนาะအဲ့တော့ကီးထိတ်ကီး ထိတ်တဲ့ကီးထိတ်ကဘာရတလဲဆိုတဲ့အခါကျတော့9 3 8တဲ့ခုနကီးရိုးရိုးကကီးရိုးရိုးက9ตองญาอ๋อ9ตองญา9ตองญา3เนี่ย9ตองญา3အဲ့တော့ဒီမှာ ငါရောသုံးရော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 သွားတူနေတဲ့အတွက်ငါသုံးဒီတလုံးကတော့ကျင်းစီဆွဲနိုင်တယ်လို့တွေ့ရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ရိုးရိုးအပေါ်အောက်ပဲကတ်လိုက်မယ်ဗျာเนาะအဲ့တော့ငါးငါးငါးသုံးညငါးသုံးငါရကသုံးငါသုံးသုံးညသုံးသုံးရှင်ငါရှစ်တုံညရှစ်တုံညရှစ်တုံည 83ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါမယ်အဲ့တော့ကျွန်တော်တို့ကဗရိတ်ကြိုက်တဲ့လူတွေအတွက်ဗရိတ်ကလေးနဲ့ပဲကျွန်တော်တို့ကအရင်ဆုံးနှုတ်ပေးပါမယ်အဲ့တော့ဗရိတ်ကမနေ့ကအတွက်ဗရိတ်က6 8 3နဲ့เนาะဗရိတ်ကလေးကတော့ဟိုဇက်တိုက်တော့မပြတ်နိုင်ပါဘူးဗျာเนาะဒါပေမဲ့ကျွန်တော်ကတော့ဟိုပြည့်ရက်ကလေးတွေနည်းနည်းစိုက်တဲ့အတွက်သူ့ကိုကျွန်တော်ကတားကြီးအားတော့မပြုတ်ရဲဘူးဗျာเนาะအဲ့တော့ကျွန်တော်တို့ဒီမှာပြောမယ်ဆိုရင်6 8ဆိုရယ်ဗရိတ်နဲ့ပတ်သက်ရင်းနဲ့10ဗရိတ်က53 35เนาะ ရှစ်တုံညဆိုပြီးဒီလိုမျိုးရတယ်။အဲ့တော့ရှစ်တုံညဆိုပြီးရတဲ့အတွက်ကျွန်တော်တို့ငါးတုံညဆိုရင်ဝမ်းချင်းနဲ့ပဲညီရတာကိုကျွန်တော်တို့ကထိုးမယ်ဆိုရင်ကျွန်တော်တို့ဘယ်ကောင်တွေထိုးတင်တယ်လဲဆိုတဲ့အခါကျတော့ဒီ3953เนาะ3953ရှစ်တုံညဆိုတာရှိမယ်။3953ရှစ်တုံညဆိုတာရှိတဲ့အထက်မှာကျွန်တော်တို့ကအောက်မှာရေးလိုက်မယ်။3953တော့မရေးတော့ဘူးเนาะအပြန်လည်းမရေးတော့တစ်ခွက်ပဲရေးမယ်เนาะ။9 3ကျန်ကိုပါလှန်ထိုးเนาะဟုတ်လား။ အဲ့တော့ကျွန်တော်တို့ရှစ်တုံညဆိုတာဖြစ်မယ်နော်ရှစ်တုံညဆိုတာဖြစ်မယ်အဲ့တော့ဒီ3တုံကကျွန်တော်တို့ကအပူဆိုင်အနေနဲ့ကြာရင်ထဲလို့ပေါ့နော်ကျွန်တော်တို့ကမဖြစ်ဘူးဒါမှမဟုတ်ချင်းကျွန်တော်တို့ကဒီကောင်နဲ့ကတ်လို့မှမဟုတ်သေးဘူးဆိုရင်ကျွန်တော်တို့ကဘာရှိသလဲဆိုတော့ပြီးခဲ့တဲ့ဘက်ကကျွန်တော်ပိတ်ရရှိတာတယ်ပိတ်ရရှိတာရဲ့အတွက်1 2 5 8 5 8ဆိုတဲ့အခွေကကျွန်တော်တို့လာမယ်လို့ကျွန်တော်တို့ပြောထားတယ်ရှိတယ် အဲ့တော့တကယ်လို့များဒီ1.5ခွန်8ဆိုရအခွဲကဝင်မဲ့ဆိုရင်ဒီ85ဆိုတာလေးကလည်းကျွန်တော်တို့မဖြစ်မနေထည့်တင်တဲ့အတွက်ကျွန်တော်85ကိုလည်းထည့်ပါမယ်။ဘာဖြစ်လို့လဲဆိုတော့ဝမ်းကျင်းနဲ့လည်းသွားကြိုက်နေလို့ဒီအဓိက main main key ပေါ့နော်အဲ့လိုပြောရင်တော့ပိုရှင်းမယ်။အဲ main key နဲ့လည်းသွားကြိုက်နေတယ်။ main key က9တုံးရအောင်ပေါ့နော်။အဲ့တော့ကျွန်တော်ရဲ့မနေ့ဖက်ကအတွက်အကြံကြုံဒီ9တုံးရ80ရ85ရပဲဖြစ်ပါတယ်နော်။ဒါကတော့ကျွန်တော်အကြိုက်ကိုကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်။အမျိုးလိုအနေနဲ့မကြိုက်ဘူးဆိုရင်မိမိသဘောနဲ့မိမိ နော်ကီကိုပဲယူကစားကစားထိတ်ကိုပဲယူကစားကစားဘရိတ်ကိုပဲယူကစားကစားကြိုက်တယ်လို့ယူကစားပါနော်ကဲကျွန်တော်ကတော့ဒီခေတ်အကြိုက်အနေနဲ့တင်ပြရင်တော့ဒါလေးပဲဖြစ်ပါတယ်ကဲအဲတော့ဒီခေတ်အနေနဲ့အမျိုးတို့လေကျင်းနဲ့နှစ်သိမ့်ကြလိမ့်မယ်ထင်ပါတယ်အားလုံးကစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးလေမနက်ဖကာမှာအကွက်ကြီးများရရှိပြီးပျော်ရွှင်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးဒီကနေ့ဒီဗီဒီယိုခိုင်းလေးကိုဒီမာနေမယ်ကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ